ဆိုင်ရေးဆရာနေစိုးတော်ရဲ့ရှေ့နေမလေးမေဆန်ရှားနဲ့တနာဝိုင်းနှစ်တော်ဖြန်များဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ရှားနဲ့တကွာသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်အပိုင်းနှစ်လေးပိဆက်ကြောင့်ဆိုင်ကန်းထဲမှာအေးစိမ့်စိမ့်လေးရှိနေသည် TV ဖန်လားပြင်ပေါ်မှာလာနေသော Geography Channel မှာမိတောင်ပောက်ခွေခြင်းအကြောင်းကိုနှံ့ကြည့်နေစဉ်ကိုနေတော်က Coffee Bank ကိုကံပြီးပြန်ရောက်လာသည် ဇဝဲပေါ်သူဘန်းကိုချကာထိုင်ကုန်တင်ဝင်ထိုင်သည်မီဇန်ရှားရှိသူကော်ပီပကံနှင့်မုတ်ပကံကိုချပေး၏ကော်ပီတဲသူထည့်ရန်တကြားနှင့်နှုတ်မထုတ်ကိုပါကံပေးလိုက်သည်တယူတရာဂယူတဆိုင်ရှိလာသောချစ်သူ၏အမူအရာကိုငေးကြည့်ရင်မီဇန်ရှားရင်ထဲမှာနှွေးထွေးရှိမ့်မြနေသည်ဗီဒီယိုရိုက်ဖို့မီဇန်ရှားဝိတုတပုတ်ရောင်းလိုက်ရတာကိုမင်းသမီးဖြစ်တဲ့မီဇန်ရှားကိုကော်ပီတစ်ခွက်မုတ်တစ်ခုပဲကျွေးတယ်တိုက်တယ်ဆိုတာကတော့နှွမ်းတာပေါ့နော် ေဆန်ရှာကိုနေတော့ကိုဆေးဆေးကြည့်ပြီးအပြုံးပြင်နောက်လိုက်သည်ကိုနေတော့ကကော်ဖီဖြော်ရင်ချွေတာစူဆောင်းတတိလောင်းနဲ့ရှာရဲ့ရတာလေးကိုမိမယူကိုဆူထားရတာမိမယူရင် မိမကိုမျက်နာမကင်အောင်ထားခြင်းလို့အီတဝဲပြင်ပြန်ပြောလိုက်သည်ကိုကိုကိုယူမဲ့မိမရှိလို့လားအီဖြစ်ပင်မေဆန်ရှားကပြန်မေးရှိရပါရဲ့များလုံးလုံးခါချနေရတယ်အဲ့ဟာပယောစိတ်တီပဲနေမှာပါအယုံမရှိနဲ့နော် ယူပြလိုက်လို့မျက်ရည်ပင်လည်းဖြစ်သွားမယ်ဝိသေဒါဆိုရှာအကြီးအကျယ်ကိုလက်ဖွဲ့လိုက်မှာတိုက်တလုံးကာတစီစိန်တစင်းစားပြိုင်သူရည်ပြစ်သွားကြသည်အေးရမှာကဲရည်စာရီထားအောင်ဆော့ဆော့ကရှားပြောတဲ့အကြောင်းဆက်ရအောင်ရှားစီလာသွားတဲ့မတ်မိုးကေတီရဲ့ကိစ္စကိုနေတော်ကအတီစကားနှိဒံပြိုသည်ရှားမတ်မိုးကေတီကိစ္စကိုစိတ်ဝင်စားတဲ့ကိုကိုခါတိုင်းလိုက်နေကြအမှုမျိုးလက်တလောပူပူလွင်လွင်မဟုတ်ဘဲနဲ့တည်နေတဲ့ကြားကိုအသက်ပြန်သွင်းရမှာမျိုးဆိုတာကလည်းတကြောင် မိမတယောက်ရဲ့ဂုဏ်သိက္ခာကိုပြန်ပြီးဆက်တင်ဖို့ဆိုတာကလည်းတချောင်းချောင်းပေါ့မေဆန်ရှားကသူမ၏တဘောကိုဥစွာပြောသည်ရှားကအဲ့ဒီမတ်မိုးကေတီကိုအပြစ်မရှိတာအမှန်ပဲလို့ယုံကြည်လို့လားဟုတ်တယ်ဘာကြောင့်လဲရှားစီရောက်လာတဲ့အမှုတချို့မှာတည်ရလိုပါလို့စောက်ဖွင့်သူတွေတကယ်ဖြစ်နေကြတာရှားတွင့်ဘူးနေကြတာပဲဒါအရှင်းပါတယ်ကိုကိုမမမိုးကေတီကတကယ်ကျူးလွန်ခဲ့တာမှန်ရင်သူလည်းပြစ်ဒဏ်ခံခဲ့ရပြီဆိုတော့အားလုံးကိုပြည်ပုံကားချလိုက်မှာပဲ။ ခုလိုပြန်ပြီးကားလေးပြန်နေကြတာအကြောင်းမရှိဘူးဒါကတစ်ချက်နောက်တစ်ချက်ကမမမိုးကေဒီကရိုးသားတယ်လို့ရှာအ깨ခတ်မိလို့ပဲနောက်ဆုံးတစ်ချက်ရှာခံစားမိတာကသူ့သားလေးသူ့ဘောမှာအမြင်ရှင်းစေဖို့လေဒီတော့ရှာမမိုးကေဒီအမှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပြီပေါ့အင်းအကြံဉာဏ်လက်ခံမဲ့အကြောင်းကိုရှာပြောလိုက်တယ်ဒါမဲ့ရှာအမှုသွားမှုလာကိုလေ့လာရအောင်မယ်လေ့လာပြီးမှအတည်ပြုအောင်ပါပဲကိုနေတော်ကမောလျှစွာတက်ပြင်းချသည် ရတွေ့လိုက်ရရင်တော့အသေးအံခက်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 ကြီးပဲကိုကိုအချိန်တော့ဒါလုံးဝမလွယ်တဲ့ကိစ္စပဲတေဆုံးသူဥညွဝင်နဲ့ပတ်သက်နေတဲ့သူတွေကအရင်နှိုင်းရှိမှမဟုတ်တော့ဘူးတချို့တင်းရင်တင်းမယ်တချို့ပြောင်းရင်ပြောင်းသွားမယ်တက်တည်ကန်ဆိုတာလည်းရှားလို့ရမှာမဟုတ်ဘူးရေပေါ်အယုတ်ရေးရတယ်လို့ဖြစ်မှာကိုကိုကဆိုးတယ်အဲ့ဒါလည်းရှားတွေးပါတယ်ကိုကိုဒါမဲ့ရှားမမမိုကေတီကိုကိုချင်းစားတယ်တကယ်လို့သာတရားခံကတခြားသူဖြစ်နေတယ်ဆိုရင် မမမိုးကေတီမာနဲ့နာချက်တွေများကြီးပဲထောင်ထဲမှာရှင်းနေတောင်နေခဲ့ရတယ်ပတ်ဝန်းကျင်မှာလင်းသက်တဲ့မိမရိုင်းလို့ပြစ်တင်ရှုတ်ချခံရတယ်တားပြစ်သူရဲ့ရင်ထဲမှာလည်းအဖေကိုတတ်တဲ့အမေးလို့ဒဏ်ရာကြီးရသွားစေနိုင်တယ်မမမိုးကေတီကတနာစရာကောင်းမနေဘူးလားမှန်ပါတယ်ကိုကိုလက်ခံပါတယ်ကိုနေတော်ကကော်ဖီဘက်ကိုပြန်ချရင်ထောက်ခံသည်ပြီးတော့မှန်တရားတစ်ခုကိုရှားကပြန်ဖော်ထုတ်ခြင်းနဲ့ကိုနေတော်ကရှားမျက်နှာကိုစိုက်ကြည့်ဒါဆိုရင်ပြီးခဲ့တဲ့ရှင်းနေလောက်ကတရားစီရင်မှုတစ်ခုက မာရင်ခဲ့တယ်လို့ပြောဆိုရမှာ ਨੇ အတူတူပဲဖြစ်နေမယ်နော်ရှာအဲ့ဒီတာဝန်ကမသေးလာဘူးအင်းရှာသဘောပေါက်ပါတယ်အဲ့ဒီအချိန်ကအမှုကိုတရားရုံးတင်ခဲ့တဲ့ရဲရာရှိတွေစစ်ဆေးစီရင်ခဲ့တဲ့တရားသူကြီးတွေကလည်းအမှန်တရားကိုရှာဖွေခဲ့ကြတာပဲအဲ့လိုပဲရှာယုံကြည်တယ်ဒါမဲ့ဖြစ်ပေါ်လာတဲ့အနေအထားတွေကမြုပ်ကွယ်နေတဲ့အချက်တွေကို သူတို့မတွေ့ရှိခဲ့လို့မမမိုးကေတီကိုတရားခံဖြစ်လက်ခံခဲ့ကြတာဖြစ်မှာပါကိုနေတော်အပြင်ကိုတချက်ငေးသွားသည် မိုးကေတီအမှုကိုမေဆန်ရှားလက်ခံမှုကိစ္စအတွက်သူရင်လေးနေဟန်ရှိသည်အလေးနဲ့သူတွေးနေဟန်မှာသူမျက်နှာပေါ်၌ပေါ်နေမေဆန်ရှားကချစ်သူတဘောရာကိုကော်ဖီတောင်းရင်းစောင့်နေသည်ကိုနေတော်ပြန်လှည့်လာကမေဆန်ရှားကိုမျက်နှာချင်းဆိုင်သည်ဆုံးပြလိုက်တော့ရှားရဲ့ဒါလှုပ်တင်လှုပ်ထိုက်တဲ့ကိစ္စတခုပါသူတဘောအမကိုထောက်ပြဖို့မဟုတ်ဘူးအမှန်တရားတခုအတွက်စူးစမ်းရှာမှာခံယူချက်ကမှန်ပါတယ်ဒါပေမဲ့ ရဲရဲရင်ရင်တော့ရင်ဆိုင်မှုအမွေထားပြီးတော့ရှာရည်ကိုနေတော့ဓမ္မအားပေးစကားလက်သီးစုပ်ကိုလည်းထောင်းပြသည်မေဆန်ရှာကျင်းတ်သွားပြီးပီတိတဝေဝေဖြင့်မေဆန်ရှာပြန်ပြောလိုက်သည်ဒါကြောင့်လည်းကိုကိုရှာချက်တာကိုကိုနှလုံးသားနဲ့ရှာနှလုံးသားထက်တူညီမျှခြင်းပဲလေလုံးခဲ့တော်ဆယ်နေခန်းကဥညွေတည်ဆုံးမှုကိုဂိုင်တွယ်ခဲ့တော့မှုစီရဲရာရှိရဲအိုလုံးမောင်မှာ ငင်းစားယူပြီးမြေလက်ဒေတာရှိသူဇာတိမျိုး၌အခြေပြန်ချသွားခဲ့ပြီးဟုမေဆန်ရှားသိရသည်သို့သောထိုစဉ်ကသူရဲ့အုပ်ဘွားဖြင့်ရဲအုပ်လုံးမအားအားဖြစ်ပေးခဲ့ရသူမှာသူရဲ့အုပ်မျိုးအောင်ဖြစ်ပြီးယခုကရဲအုပ်တော်ဝင်ဖြင့်ထိုစခန်းတွင်တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်ဖြင့်မေဆန်ရှားဖို့အစဉ်ပြေသွားသည်ဟုဆိုရမည်မေဆန်ရှားကဦးညွေဝေတည်ဆုံးမှုနှင့်ပတ်သက်၍စကားဆောက်လိုက်သည်နှင့်ရဲအုပ်မျိုးအောင်၏အန်အောဟန်ကထင်းကနေပေါ်လာသည်အတားကြာခဲ့ပြီလေဒေါ်မေဆန်ရှားရဲ့ပြီးတော့တရားရုံးကဆုံးဖြတ်ပြီးသားမှုပါ တရားခံကလည်းထောင်ထဲမှာပြည်တံခံယူသွားပြီးပြီလေရဲဦးကြီးပြောတာမှန်ပါတယ်ဒါပေမဲ့အဲ့ဒီပြည်တံကြားခံသွားရတဲ့မတ်မိုးကေဒီကဥညွေဝေကိုသူမတက်ကြောင်းတရားရုံးကိုပြန်လဲလျှောက်တင်ဖို့ကျမကိုအမှုလာအပ်လို့ပါမီဇန်ရှားရှင်းပြချက်ကိုရဲဦးမျိုးအောင်ကပဝင်ကြဖို့မရမြင်းမြုပ်ပြီးအယိုးဆွေးနေတဲ့မှုကိုဘာကြောင့်ပြန်တူးဖော်ခြင်းရတာလဲဒီမျိုးသမီးကသူမတက်လို့ပါအဲ့ဒါတရားခွင်မှာဆင့်မေးခဲ့ပြီလေတွေးရှိရတဲ့ထောက်ထားတွေရာသူတက်ကြောင်းထင်ရှားပေါ်လွင်လို့ တရားရုံးကအပြစ်ပေးခဲ့တာပဲသူမသက်ရင်တရားရုံးကဘယ်အပြစ်ပေးပါမလဲရဲဦးကြီးအမေကိုကျမမငင်းပါဘူးတရားရုံးကလည်းတည်တည်ကြာကြာစစ်ဆေးခဲ့မှာပါဒါမဲ့ရဲဦးကြီးမှလည်းအတွေ့အကြုံတွေရှိမှာပါတခါတင်ရမှုတွေကနှစ်ပင်သုံးပင်လိန်ပြီးရှုပ်တွေးနေတာကြောင့်အပြစ်ရှိသူတွေလွတ်နေပြီးအပြစ်မရှိသူတွေတရားခံဘဝရောက်သွားကြရတာတွေလေရဲဦးမျိုးအောင်ငြိမ်သက်သွားသည်မိစံရှားကိုဘာမှပြန်မပြော တရားဥပဒေဘက်တော်သားအလုံးကအမှုမှန်ပေါ်ရေးကိုဥတည်ခဲ့ကြတာပဲဒါပေမဲ့ပတ်ဝန်းကျင်တပ်တည်ခံချက်တွေနဲ့ဆုံးဖြတ်ချက်ချရတဲ့အခါမျိုးမှာပြစ်ဒဏ်ဖြေခံမှားယွင်းမှုတွေကမ္ဘာမူခင်မှာကျမတို့တွေ့မြင်နေကြရတယ်မဟုတ်လားအဲဒါကြောင့်မေဆန်ရှား၏စကားကိုဖြတ်၍ဒါဆိုရင်တော့မေဆန်ရှားကလွန်ခဲ့တဲ့၈နှစ်ကာလကဥညွေတက်ခံရမှုကိုတရားရုံးကစီရင်ဆုံးဖြတ်ခဲ့တာမှားယွင်းတယ်လို့ဆိုချင်တာလားရဲဦးမြအောင်ကမေးသည် သူ့အမေမှာဘဝင်မကြမှုတွေပေါ်လွင်နေမေဆန်ရှားကပြောလိုက်သည်မဟုတ်ပါဘူးကျမမှာအဲ့လိုဆုံးဖြတ်ပြောဆိုနိုင်တဲ့အနေထားမရှိပါဘူးကျမမှုတဲ့တရားရဲ့အခွင့်အရေးအတွက်ကျမကပြန်ပြီးတော့မန်တရားတစ်ခုခုဖုံးကွယ်နှိမ့်ညွန့်နေသလားဆိုတာကိုရှာဖွေကြည့်ချင်တာပါကျမကိုနားလည်ပေးပါပြည့်ပြည့်ချိန်ငန်းစွာကြိုးချောင်းကြနာစွာမေဆန်ရှားကစကားလုံးများရွေးချယ်ရပြောရပါသည်ရဲအုပ်မျိုးအောင်မျက်နှာပြန်လဲကြည်လင်သွားသည် sorry ပြကျွန်တော်ပြောတာလောကြီးသွားတယ် ကျမကိုကူညီပါရဲ့ဦးကြီးရဲ့အခရွေးများကျမရဲ့အမှုတွေတင်ပြလာတယ်လို့သူမဟာပြစ်ကင်းနေတယ်ဆိုရင်ရဲ့ဦးကြီးနဲ့ကျမတို့ပူးပေါင်းဆောင်ရွက်မှုကအလွန်ကိုကျေနပ်စရာဖြစ်လာမှာတကယ်လို့ကျမရဲ့အမှုတွေပြည့်ရှိနေတာပေါ်လွင်လာရင်လည်းကြားရေးမှန်တိုင်းရဲ့ခိုင်မာမှုကိုကျမတို့ဂုဏ်ယူရတာပေါ့ဘဲရှူတော့ငါကြီးကြီးကျမတို့တွေအရှုံးမရှိပါဘူးอืมဒေါ်မီဆန်ရှားပြောတာလည်းတဘာဝကြတာပါပဲကဲအဲကျွန်တော်ဘာကူညီရမလဲအဲကျမဦးညွေသေးဆုံးမှုအမှုရဲကိုလေ့လာကြည့်ချင်ပါတယ်ခွင့်ပြုပါ ကျွန်တော်မှုရဲကိုရှာကြည့်ပါမယ်။ဒါပေမဲ့အမှုရဲကိုတော့ကျွန်တော်ပေးလိုက်လို့မရဘူး။ဒေါ်မေဆန်ရှာဖက်ချင်တယ်ဆိုရင်စက္ကန့်မှာပဲထိုင်ဖက်ပါ။ဟုတ်ကဲ့ရပါတယ်ကျွန်မလိုချင်တာကူးယူရင်တော့ရမှာပေါ့နော်။ဟုတ်ကဲ့ရဲဦးမျိုးအောင်ကထိုင်ရမထသွားသည်။သူကိုယ်တိုင်အမှုတွဲများထိမ့်သိမ်းထားရာအခန်းတွင်သို့ဝင်ရှာပေးခြင်းကိုကြည့်ခြင်းအပြင်သူ့စေတနာကိုသိသာထင်ရှားစေသည်ဟုမေဆန်ရှာထင်သည်။ကျဲဦးမျိုးအောင်ဒီရေလောက်တာဝန်ကိုလေးစားပြီးတိကျမှန်ကန်စွာဆောင်ရွက်တတ်သူဖြစ်ကြောင်း တာဝန်နှင့်ပတ်သက်လင်မိသူကိုမှကြောက်ရွံ့တုန်လို့ခြင်းမရှိကြောင်းပြပြသားသားပြောဆိုတတ်ကြောင်းများမေးစမ်းချာကြားသိထားသည့်ဖြစ်လျာယခုမျက်မြင်ကိုတွေ့ဟုဆိုရပေမည်။တစ်ဖက်မှလည်းမိမိနေဖြင့်မမိုးကေတီအမှုကိုလက်ခံဒီမှာမှောင်ရည်နေမလားဟုသောတန်တရားတွေ့ကလည်းလှစ်ကနေဝင်လာသည်မိမိကိုယ်တိုင်အားပြိုင်နေရလေပြီ။မမိုးကေတီမှန်လားမှားလားမိမိယုံကြည်မှုမှန်လားမှားလားဒီမှာဝါတော်မေးစမ်းချာရဲမွေအောင်ကပြန်ထွက်လာပြီးဖိုင်တစ်ခုကိုစပွဲပေါ်သို့ချပေးသည်။ ကျေးဇူးပါပဲရဲ့ဦးကြီး။အေးစေးစေးဖတ်ပါ။ကူးယူချင်တာကူးယူပါ။ကျွန်တော်စကမ်းမိုးခေါ်လို့သွားလိုက်အောင်မယ်နော်။အော်ဟုတ်ကဲ့။အော်ဒါနဲ့ရဲ့ဦးကြီးကိုကျွန်မတခုလောက်မေးလို့ရမလား။ရဲ့ဦးမျိုးအောင်ကလက်ထွက်သွားပြီးမှရက်တန်းကမေဆန်ရှားကိုပြန်ကြည့်သည်။မေဆန်ရှားကသူ့မျက်နှာကိုကြည့်ကသူ့သဘောကိုငန့်လင်းနေ။ရပါတယ်မေးပါမေးပါ။သူခွင့်ပြုချက်ပေးသည်။ဦးညွေသိဆုံးရမှုကိုရဲ့ဦးကြီးကမကန်ခဲ့ရပေမဲ့မျက်မြင်ရှိခဲ့တာကြောင့်မှ ။ဦးညွဝေကိုမမမိုးကေဒီကအစိတ်ခက်လောက်ကြံတယ်လို့ရဲအုပ်ကြီးထင်သလား။မမိုးကေဒီကဦးညွဝေကိုအစိတ်နဲ့လောက်ကြံတာပါ။မေဆန်ရသည်သူမရုံခံတွင်နိုင်ထိုင်ကရဲစခန်းတွင်ဖတ်ရှုခဲ့ရသောဦးညွဝေတည်ဆုံးရမှုမှအဓိကအချက်လက်များကိုကူးယူလာခဲ့ရသမျှပြန်၍ဖတ်ကြည့်နေမိသည်။ဦးညွေသည်ဗိုလ်တရားရုံးရှိနေလော့ဖန်တစ်ခုဖွဲ့ထားသူ၏ပါတနာဦးစောပိုင် ဥညွဝေဒီမှုလိုက်ရနိုင်နာမည်ကြီးအထူးသဖြင့်မရိမှုများလင်များကွာရှင်းမှုများ၌ထူးချွန်ပြောင်းမြဥညွဝေဒီအိမ်နောင်၂၀ရှိဗြဟ္မဇနီးနှင့်ကွာရှင်းပြီးမတ်မိုးကေတီကိုလက်ထက်ဗြဟ္မဇနီးနှင့်ရသောတာတေဇာနှင့်တမိချောစုကိုခေါ်ထားမတ်မိုးကေတီနှင့်တာတယောက်ရသူရေညွန့်ဝေခင်းဖြစ်သောနေ့1996ဒီဇင်ဘာ16ရက်စနေနေ့ထိုနေ့ညနေကဥညွဝေနှင့်ဥဇော်ပိုင် Dragon Bia Pub တွင်ဘီယာတ၈နာရီခွဲခန့်အိမ်ပြန်ရောက် ဥညွဝေတွင်ဓာတ်မတည့်ခြင်းဖြစ်တဲ့လေဒုညဉ္ဉန်းဒီကိုရှုမိခြင်းဒရိစံမွေများနဲ့ထိမိခြင်းအစားတော်တစ်ခုခုကြောင့်ဖြစ်တဲ့ဆာဝင်ညွန်ကြားထားသောဆေးတောင်ကပ်ဆူးကိုတောက်တဲ့ထုံညာကဥညွဝေဓာတ်မတည့်ရာရန်ခြင်းဖြစ်ဆေးယူခံမမိုးကေဒီကယူပေးမိသားစုဆရာဝန်ဥညွဝေကဒေဆုံးရခြင်းမှာအစိတ်ကြောင့်ဖြစ်နိုင်သည်ဟုယူဆဆေးယုံဖို့မူကင်းဆိုင်ရာဆောင်ဝင်ကြီးကအစာအစိတ်တင်ခြင်းမဟုတ်ဇာန်နဲ့စိတ်ကြောင့်ဒေဆုံးရခြင်းဟုဆုံးဖြတ်ချက်ပေးဒေဆုံးရင်ည7နာရီမှ7နာရီဟုခံမှန်း နမောကေတိထံမှတင်စီရမိလာသောစေးတောင်များကိုဓာတုဗေဒဝင်ယုံသို့ဖို့ကဆက်စည်းကြည်ရာစေးတောင်တထောင်နှင့်ဆာယနိုက်အစိတ်တွေ့ရှိအင်းစိန် CID မှပြန်ကြားချက်တွင်ဆေးပလင်းပေါ်၌မတ်မောကေတိလက်ဝေရာတွေ့ရှိမတ်မောကေတိကဆေးကိုဥညွေအားသူမယူပေးကြောင်းပြောသို့သောအစိတ်သူမမထည့်ဟုညင်းဆိုဥညွေနှင့်မတ်မောကေတိတရားရုံးတွင်ကွာရှင်းရန်ရင်ဆိုင်ခဲ့ဥညွေကမကွာလို့၍တရားရုံးကခွင့်မပြုခဲ့ဥညွေသေးဆုံးပြီး၄ရက်မြောက်နေ့တွင် အလားတူစေတပြီးဆိုင်းနဲ့စိတ်ကြောင့်တင်ဆောင်ရသူတူရှိခဲ့ဇင်းကိုင်တူဖြစ်သူမူယာမူယာတင်ဆောင်ရခြင်းမှာမမုတ်ကေတီနဲ့ပတ်သက်သည်ဟုထောက်ထားများမရ၍မမုတ်ကေတီကိုမဆွတ်ဆွဲနိုင်ဤချက်များမှာမမုတ်ကေတီပြောသားသောအချက်များနှင့်ဆန့်ကျင်မှုမရှိကြောင်းမေးစမ်းရှာတွေ့ရသည်ရဲများကဥညွင့်ဝင်နေမမုတ်ကေတီကွာရှင်းရန်ရင်ဆိုင်မှုမောင်မြင်ခြင်းကို motive ကောက်ယူပုံရသည်အဲ motive ဆိုဒီမှာလောက်ချံရခြင်းအကြောင်းရင်းဖြစ်ပါသည် ။ဥညွေတောက်တော်ဆေးမှာအိမ်တွင်ထားရှိခြင်းဖြစ်ပြီးထိုဆေးကိုမမိုးကေတီကယူပေးကြောင်းဝန်ခံထားခြင်းပေါ်တန်တရားဝင်ခဲ့ခြင်းဖြစ်သည်။စေပလင်းပေါ်မှာလက်ဝရကမမိုးကေတီလက်ဝရဖြစ်နေခြင်းမှာတန်တရာကိုပို၍ထင်ရှားစေသည်မမိုးကေတီကလှုပ်ကြံခြင်းဟုထင်ရှားစေသည်ဒေဆုံးချိန်မှာလည်းအိမ်တွင်ရှိနေခြင်းဖြစ်ဈေးတောက်ချိန်နှင့်ဒေဆုံးချိန်ကာလမှာဆန်၌အစိတ်တင့်ခြင်းယောဂခံစားရခြင်းတို့နှင့်ကိုင်းနေသည် ျန်ရှိနေသောစီးတောင်တောင်တွင်လည်းဆာနာအစိတ်တွေ့ရခြင်းမှလည်းအမှုကိုပို၍ထင်ရှားစေသည်ဥညွဝေကိုလှုပ်ကြံလိုမှုယခုအနေထားအရရဲများယူဆချက်နှင့်တရားရုံး၏သုံးသပ်ဆုံးဖြတ်ချက်မှာမှုဖြစ်ရင်နှင့်အံဝင်တွင်ကြရှိနေပြီးမမိုးကေဒီကိုပင်တရားခံဟုပြညွှန်နေသည်သို့သောမမိုးကေဒီကအစိတ်သူမမထဲ့ကြောင်းညှင်းဆိုခြင်းမျက်မြင်သက်သေမရှိခြင်းစီးတောင်ကိုသူမယူပေးခြင်းဖြစ်ကြောင်းဝန်ခံခြင်းဤချက်တို့မှာစဉ်းစားပွဲရများဖြစ်သည်မေဇန်ရှားအနေဖြင့်သာထိုစဉ်ကတရားခွင်တွင် မမိုးကေဒီဘက်မှကြိုးဆောင်ပြေလိုက်ပါခဲ့ရပါမူမိချင်တော်မိကိုများရှိနေလင်များကွာရှင်းလိုပါတော့လဲကွာရှင်းခွင့်မရခြင်းဖြင့်မိမိခင်ပွန်းကိုလောက်ကျန်တက်ဖြတ်ခြင်းမှာတရားတည်ယူဆရန်အကြောင်းခံလိုပါသည်အခြားမလိုတူကဥညွန့်ဝေထိုးစင်းများတောက်လိရှိကြောင်းသိ၍ဈေးတော်နှင့်စိတ်များထက်သွင်းပြီးပလင်းအတွင်း၌ခြားစင်းများနှင့်ရောထားခြင်းကိုမဖြစ်နိုင်ဘူးလား ဦးညွဝေတေဆုံးမှုနှင့်မမိုးကေဒီပြစ်တံချခံစီရန်ရည်ရွယ်၍မမိုးကေဒီကိုမလိုလားသောတူဦးကအောက်ပါအတိုင်းစင်ခွဲပြုလုပ်ခြင်းဖြစ်သည်ဟုမယူဆနိုင်ပါသလောမမိုးကေဒီကဈေးတောင်တွင်အစိမ့်များထည့်သည်ကိုမျက်မြင်တတ်သည်မရှိဘဲထင်မြင်ချက်ဖြင့်စွတ်စွဲ၍ရပါမည်လောဦးညွဝေသည်မိမရှုပ်ပွေသူဖြစ်ရာအခြားမောင်းတီးသူတူဦးမှာဦးညွဝေ၏ညှိစွန်းသူအမျိုးသမီးခင်မိုးသောမိုးချစ်သူတို့ကလောက်ကြံခြင်းမဖြစ်နိုင်သလောမမိုးကေဒီသာအမှန်တကယ်ဈေးတောင်အတွင်း အစိတ်ထဲထားမည်ဆိုပါကထိုစိတ်ကိုသူမကယူပေးကဥညွင့်ဝေကို တိုက်ပါသည်ဟုအဘဲကြောင့်ဝန်ခံထွက်ဆိုမည်နီးဤသို့ထွက်ဆိုခြင်းမှာသူမကိုသူမအပြစ်ကင်းခြင်းကြောင့်ဟုသာထွက်ဆိုခဲ့ရခြင်းမဟုတ်ပါသလားပြီးရဆိုင်တွင်တောက်ရင်စားခဲ့သောစားစာများဥမာပင်လယ်စာတစ်ခုခုနှင့်တောက်စိတ်မတက်၍တက်ပြူခြင်းမှဖြစ်လာသောအစိတ်ကစာ၌စိတ်တပ်ဖွဲ့အကျိုးသွားဖြစ်ပေါ်စေခဲ့ခြင်းဖြစ်သည်ဟုမြူဆနိုင်ပါသလားစေဘလင်မော်ရင်မမိုးကေတီလက်ဝေရတွေ့ရခြင်းကို လူသက်လက်နဲ့အဖြစ်တွေ့ရသောဝါးပေါ်တွင်တွေ့ရသည့်လက်ဝေးရနှင့်တံတန်းနှင့်တဆက်တဲသတ်မှတ်၍မရပါခင်မွန်းတန်အားနေမကောင်းလင်းစေးတိုင်ရန်တာဝန်မှာဇနီးတယ်ဤတာဝန်ဖြစ်၍ဇနီးတယ်ကဆေးပလင်းကိုတိုင်ဒီမှာသဘာဝကြ၏ထိုလက်ဝေးရကိုအမှုတွေယူခြင်းမှာမှန်ကန်ပါ၏လောမမုတ်ကေဒီကဥညွန့်ဝေဈေးတောက်ပြီးဝေနာခံစားရခြင်းတွင်မိသားစုဆောင်ဝင်ကိုပင့်ခေါ်ခြင်းမှာယူသားမှုဟုမယူဆနိုင်ပါသလောစသည်မိကုန်များစွာ သို့မဟုတ်တန်တရာအကျိုးများစွာသို့မဟုတ်ထွက်ပေါက်များစွာမမုတ်ကီတီအချိန်နေကြီးကအီချက်များကို မရှောက်လဲခဲ့ပါသလားယခုအနေထားရဆိုလင်ဝဉ္ညဝေတိဆုံးမှုမှာမမုတ်ကီတီအဖြစ်ကင်းပွင့်ရာရှိနေသည်သို့သောအခြားသောအမှုတစ်ခုဖြစ်သည့်မူရဟုသောမိန်ကလေးတည်ဆုံးမှုမှာဥညွေဤတည်ဆုံးမှုနှင့်ဆက်ဆက်နေသလိုမူရတည်ဆုံးရသည်မှာလည်းဥညွေလိုပင်စီးတော်ထဲ၌စိတ်ပါခြင်းကြောင့်ဟုဆိုသည် တို့ဆိုရင်ဥညွေကိုလောက်ကြံသူဒီပင်မူရကိုလောက်ကြံသလောမူရတည်ဆုံးရသည်မှာဥညွေတည်ဆုံးပြီး၄ရက်မြောက်မှာဖြစ်သည်ထိုချိန်မှာမမိုးကေတီသည်ရဲစခန်းတွင်ရှိနေသည်မိသူကမူရကိုလောက်ကြံသည်ရဲစခန်းတွင်မမိုးကေတီရှိနေသည်ဖြင့်မူရတည်ဆုံးရသည်မှာမမိုးကေတီလက်ချက်ဟုဆွတ်ဆွဲ၍မရနိုင်ကြောင်းရဲတို့ကဆုံးဖြတ်ခဲ့သည်ဤချက်သည်မမိုးကေတီထွက်ပေါက်ဖြစ်သည် ဥညဝေတည်ဆုံးမှုနဲ့မူရတည်ဆုံးမှုမှာတပုံစံနဲ့ဖြစ်ရကရင်းတို့ကိုလောက်ချန်သူမှာတူးတဲဆိုပါကမိတို့မြမတ်မုတ်ကြီးဒီမဖြစ်နိုင်တော့ပေဤယုတ်တိဗေဒာနေရဤတို့ကောက်ချက်ချနိုင်သည်မူရသည်စည်ရင်ကိုင်တူဖြစ်၏နေဝင်းနေစည်ရင်ကိုင်အဖွဲတွင်လုံးလုံးပြီးဥညဝေတို့၏လော်ဖန်စည်ရင်စရာများကိုရေးဆွဲပြရသူဖြစ်သည်ထို့ကြောင့်ဥညဝေနှင့်မူရတော့မှတိကျွမ်းနေသူများဖြစ်ရမည်ပြီးတော့ရဲများကဥညွေ၏ရုံခန်းတွင်ရှာဖွေကြည့်ရာ ။မူယာဤအိမ်ခန်းတော်တချောင်းကိုဥညွေဤဇဝဲအန်စဲမှ တွင်းရှိကြရသည်ဟုဆိုသည်ရင်းချက်သည်ဥညွေနှင့်မူယာတို့အတွင်းကြကြပတ်သက်မှုရှိနေခြင်းဟုယူဆတော်ရနိုင်ပေသည်။မူယာတည်ဆောင်းရမှုနှင့်ပတ်သက်၍ရဲများစုံစမ်းစစ်ဆေးရ၌မူယာဤချက်သူတန်းထိုင်ဥကိုပါစစ်ဆေးခဲ့ကြသည်။တန်းထိုင်ဥကထွက်ဆိုရရင်မူယာဟာလောဖန်ကရှင့်နေတူးနဲ့တိတ်တဆိတ်ဖြစ်နေတယ်။ဒါကြောင့်ကျွန်တော်နဲ့လက်ထပ်ဖို့ကိစ္စကိုသူချိန်ဆွဲနေတယ်။ကျွန်တော်ကတော့ကျွန်တော်ချစ်သူကိုဘယ်တတ်ပါမလဲပြဟုပါရှိခဲ့သည်။ မူရအမှုတွင်ဖိုင်တွင်မူရမိပါများနေအိမ်လိပ်စာနှင့်တန်းထိုင်ကိုလုပ်လုပ်သောကုမ္ပဏီဖုန်းနံပါတ်များကိုပါမေဆန်ရှားကကုယူလာခဲ့သည်မှုလိုအပ်လျင်သူတို့နှင့်ဆက်သွယ်ကြည့်ရပေမည်။မူရ၏အိမ်တော်တခြားကိုဥညွေအန်ဆဲရဲတွင်တွေ့ရသည်နှင့်ပတ်သက်၍ဥညွေနှင့်မူရညီစွနေသည်ဟုရဲများကယူဆခဲ့ပုံရသည်ထို့ကြောင့်ပင်မန်မိုးကေဒီကဥညွေကိုရောမူရကိုပါလောက်ကြံခြင်းဖြစ်နိုင်သည်ဟုတန်လျာရှိခဲ့ပုံပေါ်သည်မန်မိုးကေဒီကလည်းဥညွေနှင့်ကွာရှင်းတို့သည်မှာမိမကိစ္စကြောင့်ဖြစ်လျား မူရာတီထိုမိမ့်မဖြစ်လေတယ်လို့ရဲအမျိုးအောင်ကနောက်ဆုံးပြောခဲ့တဲ့စကားမှာဒေါ်ဆန်ရှာအနေနဲ့အမှုချောင်းကိုပြန်လိုက်ကြည့်တဲ့အခါမူရာတင်ဆုံးရမှုနဲ့ပတ်သက်ပြီးတစုံတရာထူးခြားမှုရှိရင်ကျွန်တော်တို့ကိုပြောပါဒေါ်မီဆန်ရှာကအထက်မြက်ရိုးသားပြီးရရင်ပြတ်သားတယ်လို့ကျွန်တော်ကြားပူထားပါတယ်မန်တရားအတွက်ကျွန်တော်တို့ပူပေါင်းကြတာပေါ့တဲ့ဟုတ်ကဲ့ခုမေဆန်ရှာကပြန်ပြောခဲ့သည်မေဆန်ရှာရှာဖွေရမည်မှာဥညွေတင်ဆုံးရမှုတရားခံဖြစ်သည့် မမိုးကေဒီမောက်လင်မြည်သူနီဝီရကိုရောဘက်သူတတ်တနီညီမလေးဆုံးဖြတ်ချက်ကြပြီလားရောင်းဆိုင်ပင်မမိုးကေဒီကမေးသည်ထိုင်မောင်အဲ့ဒီအကြောင်းပြောချင်လို့ဖုံးဆက်ခေါ်လိုက်ရတာပါပဲမီဆန်ရှားကထိုင်ကုန်ကိုညွှန်ပြရင်ချုပ်ပြုံးစွာပြောလိုက်သည်မမကတော့ညီမလေးမမကိုယုံကြည်မှုရှိတယ်လို့ယူဆပါတယ်ဒါကြောင့်မမအမှုအတာကိုလက်ခံမယ်လို့လည်းမျှော်လင့်ထားပါတယ်။မမိုးကေတီကမေဇန်ရှားနဲ့မျက်နှာချင်းဆိုင်ထန်လာရင်ပြောနေသည် ကျွန်မဆုံးဖြတ်ပြီးပါပြီ။မမကိစ္စကိုကျွန်မလက်ခံပါမယ်။အိုးဝင်းတောင်းလိုက်တာညီမရဲ့။မမဝင်းတောင်းလိုက်တာပြောမပြတဲ့အောင်ပါပဲ။ဒါပေမဲ့မမအနေနဲ့ကျွန်မနဲ့ပူပေါင်းမှရမယ်နော်။ကျွန်မကိုအမှန်တိုင်းမချွေးမချံပြောရမယ်ကိစ္စတွေပြောရပြောပြမှာဖြစ်မယ်။စိတ်ချမမပြောပါမယ်လို့မဲထင်တာဒါမိတာမေးလိုက်။မေဇန်ရှားကမမိုးကေတီမျက်နာကိုအကဲခံရင်မူရကိုမမသိလားဟုမေးလိုက်ပြီးမမိုးကေတီကကောင်းခါကြီးမသိဘူး။ ဒါမဲ့မမအမှုရင်ဆိုင်နေစဉ်ကာလမှာရဲတွေကလည်းမေးဘူးတယ်မမရဲ့ရှင်နေကြီးကလည်းပြောပြဘူးတယ်သူကလည်းဥညွေလိုပဲဆာနိုင်အစိတ်ကြောင့်တည်ရတယ်တဲ့အဲသူလည်းပဲဥညွေလိုပဲအလတ်ချစ်ဖြစ်တတ်ပြီးစေးတော်ရကတည်ရတာတဲ့ဟုတ်တယ်လေမမမူရတည်ဆုံးရပုံကဥညွေနဲ့တပုံစံနဲ့ပဲဒီကိစ္စနဲ့ပတ်သက်ပြီးရဲတွေကမမကိုပါသင်္ကာမကင်းဖြစ်ခဲ့တာပဲဒါပေမဲ့မူရတည်ဆုံးရတဲ့ရက်ကမမကအချုပ်ထဲမှာရှိနေတာရဲ့မူရစီမှာမမနဲ့ တ်သက်တဲ့တက်သေးခံနေမတွေ့ရတာရဲ့ကြောင့်မမကိုမဆွဲခဲ့တာမမိုးကေဒီကမေဆန်ရှားကိုငေးကြည့်နေသည်သူမတွင်ထိုကိစ္စနဲ့ပတ်သက်၍ပြောစရာရှိပုံမရဦးညွန်ဝေကမူရကြောင်ပြောတာမမကြားဘူးလားဟွန်းဟွန်းမကြားဘူးမမကလည်းသူ့အလုပ်ကိစ္စတွေပါတယ်တိတ်မဆက်စုတတ်တာလည်းပါတယ်ပြီးတော့သူကအဲသူနဲ့ပတ်သက်တဲ့ဟာတွေကိုမိတာမျက်နှာမကြိုက်တာလည်းပါတယ်ပေါ့မူရနဲ့ပတ်သက်တဲ့မှတ်တမ်းမှတ်ရာတွေကိုတွေ့ဘူးလားမတွေ့ဘူးမမကဦးညွန်ဝေနဲ့ကွာရှင်းမှုလုပ်တဲ့ကိစ္စကမူရကြောင်လားမဟုတ်ပါဘူး တခြားအမျိုးသမီးတူးကြောင့်မှာအမျိုးသမီးကြီးတူးပါအဲ့ဒီအမျိုးသမီးကြီးအကြောင်းရောမမတိတိချာချာသိလားမသိပါဘူးတရင်ကြားတယ်တချိန်မမကိုယ်တိုင်တွဲသွားတာမြင်လိုက်တဲ့တက်လာပဲမမကမေးတော့ဥညွေကမငင်းမှုအဲ့ဒါနဲ့ကွာရှင်းဖို့ဒီမမဆုံးဖြတ်ဖြစ်သွားတာဥညွေနဲ့ပတ်သက်ဆက်နွယ်သူတွေအကြောင်းသိရရင်ကောင်းမယ်မမကေတီမသိပေမဲ့တခြားအကြောင်းတွေရှိနေနိုင်တယ်လေဒါဆိုရင်ဥစော်ပိုင်းနဲ့တွေ့ကြည့်ပါလားသူက အလုတ်တွေလောက်တာဆိုတော့တိကောင်းတိနိုင်တယ်ဥစောပိုင်းနဲ့တွေ့ဖို့ကတော့ကျမအစီအစဉ်ထားပါပြီဥညွင့်ဝေတည်ဆုံးသွားတော့အဲ့ဒီလော်ဖန်ကိုဥစောပိုင်းကဆက်ပြီးဥဆောင်နေမှာပေါ့ဟုတ်တယ်အခုသူကနောက်ထပ်ပါတနာဒူးနဲ့တောင်တွဲနေတဲ့ဥနိုင်လင်းနဲ့ဒါနဲ့မေးပြစင်ဦးမမအဲ့ဥညွင့်ဝေအဲ့လိုမိမကိစ္စတွေရှုပ်ရှင်းရှိနေပြီမယ်မမနဲ့သူအိမ်တောင်တက်တန်းတော့ကြာခဲ့တာပဲအဲ့ဒါဘာကြောင့်လဲတားလေးကြောင့်မှာတားလေးသူရင်းကြောင့်တားလေးအတွက်ငဲ့ပြီးမမကမြို့သိပ်တီးခံနေခဲ့တာ ဦးညိုဝေကပထမဇနီးနဲ့ရတဲ့ကလေးများကိုလည်းအတူခေါ်ခဲ့တယ်ဆိုဟုတ်လားဟုတ်တယ်တားတေစားနဲ့မိချောစုကိုမမတို့နဲ့အတူခေါ်ထားခဲ့တာမမထောင်ကျသွားကြတဲ့အချိန်မှမှသူ့မိစီပြန်ရောက်သွားခဲ့ကြတယ်သူတို့အခုပြန်มาနေလဲတေစားရောချောစုရောကြောင်းပြီးလို့လှုပ်ဝင်နေကြပြီကြတယ်မမထောင်ကလွတ်လာမှသူတို့နဲ့မတွေ့သေးဘူးသူတို့ပေါင်းနှမကဦးညိုဝေတေဆုံးရတာနဲ့ပတ်သက်လို့မမကိုအပြစ်ဆိုကြမှာပေါ့ မမိုးကင်တီငေးသွား၏ထုံငင်းမှာကြေခွဲဝန်းနေရိတ်တွေဆွန့်ထင်းနေသည်တက်ပြင်းတစ်ချက်ကြိတ်၍ချသည်ခေါင်းငယ်ရင်သူတို့အဖေတေဆုပ်ကြရတာဆိုတော့ပြီးရွေးဖြစ်တယ်မမပေါ်သူတို့အပြစ်မြင်ကြတာပဲပေါ်မုံချင်းလဲမုံသွားကြမှာပဲဒါပေမဲ့မမသူတို့ကိုလင်းပါသားလို့မမြင်ခဲ့ဘူးမမရဲ့သားတွေသမီးတွေလို့ပဲမှတ်ယူပြီးချစ်ခဲ့တာဦးညွဝင်မတေဆုံးမီအထိသူတို့နဲ့မမချစ်ချစ်ခင်ခင်ရှိခဲ့ကြတယ် လေးတုံတိုးတဲ့စွာပြောသည်မမိုးခင်ဒီအမှုရာနှင့်စကားသံမှာယုံကြည်ပွေရာရှိသည်ဟုမေဆန်ရှာလက်ခံမိသည်ဥညွေရဲ့ပထမဇနီးကိုမမတွေ့ဘူးလားတွေ့ဘူးတယ်ကလေးတွေနဲ့ပတ်သက်ပြီးသူနဲ့ဆုံဘူးတယ်မမနဲ့လည်းခင်မင်မပက်ပါဘူးသဘောကားမှုရပါတယ်သူ့ဘက်မှနေလဲမမသိလားသူ့နာမည်ကရောတိန်ကြီးစင်းမှနေတယ်ပရစီဆိုင်ဖွင့်ထားတယ်ကြားတယ်နာမည်ကတော်ခင်ထွေးပါဒီနာမည်ချဖို့ဒီဟုတော်မေဆန်ရှာတွေ့လိုက်မိသည်ပြီးမှ တရက်တုန်းကလမ်းမှာကပိုင်းလိုက်ခံရပြီးမိမိကအိတ်ပြန်ရအောင်ကူညီပေးခဲ့သောမြို့သမီးကြီးကိုသတိရနိုင်မိသည် talking tree တဲ့နာမည်တူဖြစ်လင်ဖြစ်မီပေါ့ဥညဝေသေးဆုံးပြီးမှမမနဲ့ talking တွေတွေ့ခဲ့သေးလားမတွေ့ဘူးဘူးရဲရရှိကတော့မမပေါ့တရားရုံးကဆုံးဖြတ်တာကိုမှန်ကန်တယ်လို့ယူဆပုံပဲတခြားသူတွေအားလုံးကလည်းဒီလိုပဲယူဆတာပဲမမကလူချမ်းကြီးပေါ့ကျမကတော့မထင်ပါဘူးရဲစခန်းကနေကျမအချက်လက်တွေရှာပွေလာတဲ့အခါမှာ ဟာကွက်တွေရှိနေတာကိုတွေ့ရပါတယ်။ညီမလေးအနေနဲ့တရားခံအစ်စ်တွေ့ရင်မမဖို့လိတ်ကြတန့်စွာနဲ့ဘလော့ဂါကြီးမှာဆက်လက်ရှင်သန်နေထိုင်သွားမှာပါညီမ။ကျမကိုချင်းစားပါတယ်။ဒါကြောင့်မမကိစ္စကိုလက်ခံဖို့ကျမဆုံးဖြတ်လိုက်တာ။ကျေးဇူးတင်ပါတယ်ကွယ်။မမအနေနဲ့ဦးညွင့်ရဲ့ကိစ္စမှာပါဝင်ပတ်သက်တယ်လို့ယူဆထားတဲ့သူများရှိလားရှင်ပြောပါ။ ဘယ်သူ့ကိုမှတော့မမမထင်တတ်ဘူးဥညွင်ဝေကပြဿနာလေးတွေရှိတော့ဖြစ်နိုင်ခြင်းအဲရှိသူတွေတော့ရှိမှာပဲအဲတခုတော့မမညီမလေးကိုတရင်ပေးခြင်းနဲ့အဲဟုတ်ကဲ့ပေးပါမေဆန်ရှားကစိတ်ဝင်စားစွာ ထောက်လိုက်သည်ဥညွင်ဝေတို့လောဖတ်မှာကရှိနေဖွဲ့ဝင်တွေတော်တော်လေးရှိပါတယ်ဒါပေမဲ့ရှိနေခြင်းပြဿနာရှိဖို့မရဘူးသူတို့လောဖတ်ရဲ့တွင်ရမူ cherry ဆိုတဲ့ main လေးကတော့တမျိုးပဲဘယ်လိုတမျိုးလဲ ။ဦးညွေကဆက်ဆံရခက်ခဲပြီးလူတွေကိုသူ့လိုမကြတာများတယ်ဖြစ်တင်ပြောဆိုရတယ်။ဒါမဲ့ Cherry ကိုတော့မျက်နှာသာပေးတယ်ပြောရရင် Cherry ကဦးညွေပေါ်ဩဇာညောင်းတယ်လို့ပဲတခုခုတိုင်ခွဲရှိနေတယ်လို့မမထင်တယ်။ဦးညွေနဲ့ Cherry နဲ့ညှိစိုးနေတာမျိုးလား။အဲ့ဒါတော့မမသေချာမသိဘူး။အဲ့ဒီလိုလဲဟုတ်မယ်လို့တော့မမမထင်ဘူး။ဟွန်းစမ်းတော်စမ်းသားပဲ။ Cherry ကခေရှိပြေးတယ်အဝတ်အစားပြင်ဆင်တွေကမင်းသမီးရှုံးလောက်တယ်။မမခံမှန်းကြည့်ရတာသူရတဲ့လာကနဲ့ဒီလိုဝတ်တိုင်စားနိုင်ပုံမလွယ်လောက်ဘူး။ ဲ့ဒီ cherry ကဘယ်မှာနေတယ်မမအဲ့ဒါတော့မမမသိဘူးဥဇော်ပိုင်းနေနေတော့တိကောင်းတိမထင်နဲ့ကောင်းပါပြီလိုအပ်ရင်မမရဲ့ဖုန်းနံပါတ်ကိုကျွန်မဆက်သွဲပါမယ်မမစိတ်အေးအေးထားပြီးစောင့်နေပါအပြင်ပန်တစ်ခုခုရလာလိမ့်မယ်လို့ကျွန်မမျှော်လင့်ပါတယ်အမှန်တရားပေါ်ပါစေလို့လည်းမမလည်းဆုတောင်းပါတယ်ကဲအလုံးလက်ခံပေးပြီဆိုတော့ညီမလေးကိုမမကဘယ်လိုတုံ့ပြန်ပေးရမလဲမမိုးကေတီကမေးရင်သူမ၏လက်ဆွဲအိတ်ကိုဆစ်ဖွင့်သည် အာနေနေနေပါမမဒါကအရေးမကြီးဘူးအဲ့ဒီအတွက်မမရဲ့ကိစ္စကိုကျွန်မလက်ခံတာမဟုတ်ဘူးကျွန်မဘာမှတောင်းဖို့လည်းရွယ်ချက်မရှိသေးဘူးမှုကိစ္စအောင်မြင်ပြီးမှမမသဘောပါတကယ်တော့မမကိုကျွန်မရဲ့အမပြောက်ကိုခန်းစားချက်ဝင်လို့ဒီမှုကိုလက်ခံတာပါမင်းဆန်ရှားစကားကြောင့်မမိုးကေဒီကတန့်တော်မော့ကြည့်သည်မမခင်မုံဦးညွဝေကတော့အမှုတစ်ခုရောက်လာတာနဲ့ငွေကြေးကိစ္စရင်ပြောတာပဲငွေကြေးကိစ္စသဘောတူညီမှုရမှာအလုပ်ကိစ္စကိုသေးစိတ်ဆက်ဆွေးနွေးတယ်ညီမလေးကတော့တမျိုးပါလားအင်းလေး မမကြားခဲ့ရတဲ့တဲ့နေမှာလဲညီမလေးကငွေကြေးကိုရှေ့ထဲမတင်တဲ့အကြောင်းအပြောများတဲ့အပြင်အဲတချို့မှုတွေပါဆိုညီမလေးကအခကျင်းဝင်များတဲ့အပြင်အိတ်ဆိုင်ပြီးတောင်လိုက်ပေးတဲ့တဲ့အတ္တိလို့ဆိုရင်ညီမလေးဖို့အဆင်ပြေပါမလားယင်းဒီစိုးနှောင်စွာမှမူခဲ့ဒီကပြန်မေးသည်မေဆန်ရှားကဂျင်းနဲ့စွာပြုံးမိညီမလူမျိုးတွေကစိတ်ရင်းစင်နာကောင်းပါတယ်မမကျမကစင်နာနဲ့ကိုကြီးဆောင်ရပေးတဲ့အတွက်သူတို့ကလည်းကျေးဇူးတုံ့ပြန်တတ်ကြတာကြီးပါပဲ ချမ်းသာအောင်မရပေမဲ့ကျမဖို့အာဆင်ပြေပါတယ်မမ။ငမိုးကင်တီမြဝဲမှလေးစားမှုအရေးတံများ ထွက်ပေါ်လာသည်ကိုမေဆန်ရှားတွေ့ရှိလာရသည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့တာပါ။